ဇွန်လ၈ရက်နေ့ခရီးရန်ဖြစ်သောကြောင့်ခံရလျင်မူကရှက်ကြောက်ခြင်းမရှိစေနဲ့ထို့အမှုကြောင့်ခံရလျင်ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းစေရှင်ပေတရုဩဝါဒစာ ပထမစာဆောင်အခန်းကြီး၄အခန်းငယ်၁၆အမေရိကန်နိုင်ငံ၏ပြည်ထနာကြီးတစ်ခုမှာဖျော့တော့တော့အခြေမခံသည့်ခရီးရန်အယူဝါဒကြောင့်ရလမှာဖြော့တော့တော့အခြေမခံသည့်တတ္တိကြောင့်သည့်ခရိယံများထွက်ပေါ်လာပြီးကြုံတွေ့ရတဲ့ပြဿနာများကိုရင်ဆိုင်ရနိုင်သည့် စိတ်ချရသည့်ခရိယံများ ਨੇ ပါလာခြင်းမည်ဖြစ်ပါတယ်။ကျွန်တော်တို့အနေဖြင့်သခင်ယေရှုအတွက်တသက်တာလုံးလုံးတက်တက်ကြွကြွတန်တန်မာမာနဲ့အစဉ်စွမ်းအင်ပြည့်ဝနေသော ခရိယံများလိုအပ်နေပြီးလိုအပ်လျင်မိမိယုံကြည်မှုနှင့်ပတ်သက်၍အသက်ကိုလင်းပင်ဆွန့်လွတ်ရဲသူများဖြစ်ရန်လိုအပ်ပါတယ်။သခင်ယေရှုနောက်တော်ပါခရိယံများအနေဖြင့်တိတ်ခါတမာရရှိသောယိုးသားမှုရှိသောယဉ်ကျေးတိမ်မွေ့သောရဲရင်သော ကြံ့ခိုင်သောတစ္ဆာရှိတော်သူများဖြစ်ရန်လိုအပ်ပါれ။ယနေ့အတွက်ဆုတောင်းချက်ကျွန်တော်ရဲ့ခရိယံအသက်တာဟာတတိနေပြီးပြော့ညံ့နေဆိုတာသိပါရဲ့ရှင်။အဲဒါကြောင့်သခင်ယေရှုနောက်တော်သို့တစ္ဆာရှိစွာ လိုက်ဖို့လိုအပ်တဲ့တတိပေးသနာတော်မူပါမည်အကြောင်းဆုတောင်းပါရယ်။အာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ပြန်ပါလဲ တခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။